2025ခုနှစ်ဇွန်လ23ရက်နေ့ကနေ29ရက်နေ့အထိမူလဝတ္ထအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှာအနောက်တောင်မုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနေပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်း ပဲခူးတိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးနေပြည်တော်၊စကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်းနဲ့ကရင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတစ်ချုံရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်များအနေနဲ့ဇွန်လ23ရက်24ရက်25ရက်နေ့တွေမှာအရှိတ်ဘက်နဲ့အနောက်ဘက်မှလာတဲ့လေဝေလိုက်များအချိန်ကြောင်းစကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်း တနင်္သာရီတိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊နေရာကွက်၍မိုးကြီးခြင်း၊လျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်သတိပြုသင့်ပါတယ်။နေ့လိုက်တစ်ပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဇွန်လ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ချီနီမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလီဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အချီနီမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသရုပတ်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမောက်ဂွေရုဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင့်မှလိုင်းကြီးနိုင်ပါတယ်။မိုးချီနေမှာတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီး နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးမန္တလေးတိုင်းဘက်မှာတော့နေရာကျဲကျဲမိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ဇွန်လ24ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပ်ပတ်မှာ တိမ်တင်းတင်းမှတိမ်ထူတတ်နိုင်ပြီးမုတ်တုံလီဟာအားကောင်းရာမှအားအလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္လာရီကမ်းရိုးတန်းနဲ့မုတ်တမောက်ခွေးတို့ဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးအခြေအနေမှာတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတစ်ကြုံရွာနိုင်ပြီးနေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတစ်ကြုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ဇွန်လ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရူပတ်မှာတိမ်အထင်တင်မှတိမ်ထူတတ်နိုင်ပြီးမုတ်တုံလီဟာအားအထင်တင်မှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြို့ဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးတို့ဘက်မှလီဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးနေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတစ်ချုံရွာနိုင်ပါတယ်။ စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ဇွန်လ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့ဘက်မှတိမ်သင့်တင့်မှတိမ်ထူတတ်နိုင်ပြီးမုတ်တုံလေဟာအားအသင့်တင့်မှအားကောင်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသများနဲ့မုဒ္ဒမခွေးရိုးဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီး နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ဇွန်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်ခြေနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုဘတ်မှာဒိန်တင်တင်မှဒိန်ထူတက်နိုင်ပြီးမုတ်တုံလီဟာအာအတင်တင်မှအာကောက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန် ရဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြီးတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာအနှံ့အပြားမိုးတစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်း၊ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မိုးတစ်ချုံရွာနိုင်ပါတယ်။ အချင်းပြည်နယ်ဘက်မှာတော့နေရာကျဲကျဲမူတစ်ကြုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ AR တိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကွက်၍မူကြီးနိုင်ပါတယ်။ဇွန်လ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်သင်းတင်းမှတိမ်ထူတတ်နိုင်ပြီးမုတ်တုံလေးဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသများနဲ့မုဒ္ဒမောက်ကိရုဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင့်မှလိုင်းကြည့်နိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင့်ရှိနိုင်ပါတယ်။ မိုးချီနေမှာတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေယာဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့အပြားမိုးတစ်ကြုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်နဲ့ကရင်နီပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတစ်ကြုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ဇွန်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုပတ်မှာတိမ်တင်းတင်းမှတိမ်ထူတက်နိုင်ပြီးမုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းမြို့ဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးရုပတ်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်းမှလှိုင်းကြည့်နိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာ အနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေယာဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာအနှံ့ပြမိုးတချို့ရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မိုးတချို့ရွာနိုင်ပါတယ်။အေယာဝတီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်း ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်၍မိုးကြီးနိုင်ပါ रे ခင်ဗျာ။